မင်္ဂလာပါရှင်ခရစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြောင်းလိုင်းကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအစ်စ်ကော်မတီညာနှင့်ဗဟုကော်မတီညာမှဖဲထုံစစ်ဘက်ဆိုင်ရာတွင်လည်းစိုးဝင်းအစားကြောစွာလင်းကိုအ धिक ဆုံးဖြတ်ခွေတာဝန်များပေးရဆွဲတဲ့တရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် အကြံဖက်စစ်ကောင်ဆောင်မြောက်လိုက်ကဇိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဘဟုကော်မတီများမှဖိတ်ထုတ်လိုက်ကြောင်းပြီးပြီးတော့စစ်ဘက်သတင်းရှင်းပြဤပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းများအရာသိရှိရပါသည်။ဇူလိုင်လ31ရက်နေ့စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကအစိုးရတပ်ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရာတွင်ရခိုင်ကဇိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားအဆင့်ကော်မတီနှင့်ဘဟုကော်မတီများတွင်ဇိုးဝင်းကိုဖျက်လည်ခန့်အပ်ခြင်းမရှိတော့ပေမြောက်လိုက်နှင့်နိုင်ငံတော်ဝင်ကြီးအဖြစ်တာဝန်ပေးခံရသူ မျိုးစောတို့ကသာအဓိကဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်အရေးပါသောအမျိုးသားအဆင့်ကော်မတီနှင့်ဗဟိုကော်မတီ73ခုတမနေတွင်စိုးဝင်းကိုဖဲထုတ်လိုက်ချောင်းသိရပါသည်။ရခိုင်ကစိုးဝင်းကဦးဆောင်သူအဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဗဏ္ဍာရေးကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မြင်အောင်လိုက်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးမျိုးစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပြီးစိုးဝင်းကိုလုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုတော့သည်ကိုတွေ့ရပါသည်။ ဆိုဝင်ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ကြီးတဲ့ရေးဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြစ်၎င်းတရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်းဝင်ကြီးချုပ်မျိုးစောကိုဥက္ကဋ္ဌဖြစ်၎င်းလျှာမည်နှင့်အခြားမည်များတင်စီမှုပြန်လည်စီစဉ်ရေးကော်မတီတွင်လည်းမျိုးစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည်။စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြသောအသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့်ကော်မတီတွင်လည်း နေအောင်လိုင်ကဥက္ကဋ္ဌမျိုးစောဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးဇိုးဝင်းကိုလုံးဝဖယ်ထုတ်လိုက်ကြောင်းစက်မှုလုပ်ငန်းနှင့်စက်မှုစုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမျိုးစောကဥက္ကဋ္ဌအဖြစ်၎င်းမြမအထူးစည်းပွားရေးစုံဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့တွင်မျိုးစောကဥက္ကဋ္ဌအဖြစ်၎င်းပါဝင်ပြီးဇိုးဝင်းမှလုံးဝပါဝင်ခြင်းမရှိတော့ပေတို့ရတွင်အုတ်ချုပ်ရည်ရည်ရအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်ဇိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားသည့်ကိုတွေ့ရှိရပြီးခုံတူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစီစီရေးအဖွဲ့တွင်ဇိုးဝင်းကိုနိုင်ရကအဖြစ်၎င်း နေဆက်ဒေတာနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်ဇိုးဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်၎င်းမြေအောင်လိုင်းကထည့်သွင်းဖွဲ့စည်းထားပါသည်။အလားတူစစ်ပတ်ဆိုင်ရာစီမံခန့်ခွဲရေးများတွင်လည်းကြီးရည်လေးညှိနှိုင်းကိုကယ်ရေးမှုဒုတိယကိုချုပ်ကြီးတော်စွာလင်းကိုမြေအောင်လိုင်းကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားသဖြင့်ဇိုးဝင်းမှစစ်ပတ်ရေးရာနှင့်စစ်စေးရေးဆိုင်ရာစီမံခန့်ခွဲရေးတွင်လည်းလှုပ်ပိုင်ခွင့်နှေးလာကြောင်းသိရပါသည်။ စစ်ဖက်ရောအရက်ဖက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနေလာတာတွေ့ရပါတယ်။ဂျာကနှစ်ဦးချားမှအဆင်မပြေလို့ဆိုရတဲ့တက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဂျူဂျိုရဲ့ဩစာနဲ့အာနာကျဆင်းအောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။ကျန်ခါရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ပူချုပ်ကြီးတွေနဲ့ထုပ်ပူချုပ်ကြီးတွေမှလည်းဒူတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူးဒူတက်ချုပ်ရဲ့လူတော်တော်များများစစ်ဖက်ရောအရက်ဖက်မှာပါနေရာမရတာများပါတယ်ခုပြီးပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကအုံသက်ပြောဆိုပါတယ် 2024ခုနှစ်ဩဂုတ်လတွင်တွင်လေမြောက်လိုင်းကညိုစောအောင်းလင်းတွင်နှင့်ရဲဝင်းဥတို့ကိုဗိုလ်ချုပ်ကြီးရာတို့များတိုးမြှင့်ပေးခဲ့ပြီးနောက်ဒုစစ်ကောင်ဆောင်စိုးဝင်းဤရှုံးကန်းကို၎င်းဤဘေကျင်းကက်အခန်းနေရာတွင်မထားတော့ပေအခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စီခဲ့သည်မူလကဒုစစ်ကောင်ဆောင်စိုးဝင်းစစ်ရုံးမှရှုံးကန်းနှင့်သမရအိမ်တော်ရှိစစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးကန်းတို့မှမေအောင်လိုက်နဲ့အခန်းချင်းပေးကက်လျက်တွင်ထားရှိခဲ့ခြင်းဖြစ်တော်လေ2024ခုနှစ်ဩဂုတ်လတွင်စိုးဝင်းဤစစ်ရုံးမှရှုံးကန်းကိုအောက်ထပ်သို့၎င်း ဒုတိယဥက္ကဋ္ဌရုံတန်းကိုသမရအိမ်တော်မှဒုတိယသမရအိမ်တော်ကန်းတို့၎င်းမြောင်းလိုင်းကအတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့သည်ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေသည့်လေးမျက်နှာကိုစစ်ကော်မရှင်ကအင်အားအပြည့်အစည်းရန်တန်းအစီ20ဖြင့်အင်အားဖြည့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်အရကတတော် AA နဲ့တိုက်ပွဲပြင်းထန်နေတဲ့အေယာဝတီတိုင်းလေမျက်နှာမျိုးနဲ့ကိုစစ်ကော်မရှင်ကစစ်အင်အားအလုံးကြီးပို့ဆောင်နေကြောင်းသိရပါတယ် စစ်ကော်မရှင်ဤစစ်သုံးကားကြီးအစီ20ပါရှင်တန်းသည်ဂျမန်နီအော်တိုဘာ17ရက်နေ့အစောပိုင်းတွင်ဟင်္ဒရာမြို့ဘက်မှနေ၍လေမျက်နှာမြို့ကိုထွက်ခွာသွားကြောင်းသိရပါသည်အခုစစ်တပ်ကအင်အားပို့ရာမှထောက်ပို့လမ်းကြောင်းပြောင်းတဲ့အနေနဲ့ဟင်္ဒရာဘက်ကနေကွင်းကောက်အထိတက်ပြီးမှလေမျက်နှာရေကြီးဘက်ကိုစစ်ရင်တန်းသွားတယ်လေမျက်နှာဘက်ကိုအမိုးအုပ်စစ်သုံးကားကြီးပြေပို့နေတယ်ဟုအေယာဝတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် စစ်အင်အားအပြည့်ဖြင့်ထွက်ခွာသွားသည့်အစိုးရရင်တန်းသည့်လေးမျက်နှာအဆက်ဆက်ဆက်ယူကြီးရွာဘက်ကိုဦးတည်နေကြောင်းဒေသရင်းသတင်းရင်းမြစ်များထံမှသိရပါသည်။အာရကတပ်တော် AA သည်စစ်ကော်မရှင်တများနှင့်ပကူးညောင်ကျိုးပြူဟာကုံမကွေးနှရိတ်ကန်ပြူဟာကုံအေယာဝတီလေးမျက်နှာမြို့နယ်တို့တွင်တိုက်ပွဲများပြင်းထန်နေကြောင်းအောက်တိုဘာ၁၀ရက်နေ့တွင် AA ကထုတ်ပြန်ထားပါသည်။အေယော်ဒီတိုင်းလေးမျက်နှာမျိုးနယ်ပေါပွင်အမြောက်တက်344ရှိရာရေကြီးမှုနယ်တွင်စစ်ကော်မရှင်ကအင်အားဖြည့်တင်းလျက်ရှိသည်ထို့ပြင်အာမတ344ပတ်ဝန်းကျင်ရွာများရှိ ဒေသခံများကိုပါစစ်ကော်မရှင်ကမောင်းထုတ်ပြီးခါကင်းစခန်းများပြုလုပ်ထားရနှစ်တိုင်းချောင်းအထိစစ်စေးရေးကိညာစခန်းငယ်များကိုတိုးချဲ့ထားသည်စစ်ကော်မရှင်သည်မိုင်းပန်အခြေဆိုင်အမှတ်၁၉စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခ၁၉လက်အောက်ခံတပ်ရင်းများကိုအေအေနှင့်စစ်ဆိုင်ထားသည့်နေအိမ်များကိုဖြန့်ခွဲပို့ထားပြီးစစ်မှုရန်တင်နန်းစစ်များကိုပါအများဆုံးအုံပြုထားကြောင်းတရင်ချင်းမြများထံမှသိရသည်စစ်ကော်မရှင်သည်ရေကြီးလေးမျက်နှာနှင့်အင်ကပူမျိုးနယ်များကိုစီအင်အားပို့ဆောင်ရနိုင်လေ ဟင်္ဒရာမကွင်းကောက်အထိတက်ပြီးစာစီကုံဘဲပြားကုန်းတို့ဘက်မှဝင်၍လူအင်အားများပို့ဆောင်ထားကြောင်းသိရှိရသည်ဆလပီမုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား22ဦးသေဆုံးနိုင်ရဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စက်ကိုင်းတိုင်း6ဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား22ဦးသေဆုံးနိုင်ကြောင်း People Different Phone စောင့်မုံရွာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် အောက်တိုဘာ23ရက်နေ့မနက်ပိုင်း8:30မိနစ်ခန့်အချိန်ဂျောင်းဦးမျိုးနဲ့နှက်ရီကန်ကိမှထွက်လာသောအင်အား30ခန့်ပါခြေလင်းစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကနှက်ရီကန်နှင့်ရေပိုးစားအချားရှိဒေလာကြောက်ခွဲဆက်အနီး၌ပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထုံမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးနိုင်ပြီးတော်လန်ရေးရဲဘော်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး22ယောက်ကတော့သေဆုံးနိုင်ပါသည် အခြေအနေတော်တော်ဆိုးထိတ်လို့သိရတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Different Phone စောင့်မုံရွာမှထာဝန်ရှိသူတို့ကပြောဆိုပါတယ်အလားတူအော်တိုဘာ12ရက်နေ့ကလည်းချောင်းဦးမြို့နယ်နေကန်စစ်တပ်ကိမှဒိုင်နာ6ပြီးကတစီဖြင့်ထွက်လာသောစစ်သားများကိုလည်း People Different Phone စောင့်မုံရွာအဖွဲ့ကနေကန်နေရေးပိုးစားအကြရှိနေလကြောက်ခွဲဆန်အနီးတွင်ဖရီတာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော်လဲအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ဆက်လက်ပြီးနရီကန်စက္ကန်းကို အေအေကအပြည့်ဝနှိပါပိတ်ဆို့ထိန်ချုံစေအုစုဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖေးမြို့နယ်အံပဒန်းလမ်းရှိနရီကန်တောင်ကဘာလုံးဖြူဟာကုန်းစက္ကန်းကိုအာရကတက်တော်အေအေနှင့်မဟာမင်းညာကအပြည့်အဝနှိပါဝိုင်းပတ်ပိတ်ဆို့ထိန်ချုံထားနိုင်ပြီးစေအုစုအနေဖြင့်ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီဖြစ်ကြောင်းစီရေးတဲ့ရင်ရေးမြညာထံမှသိရပါတယ်။ ဖိုက်တာကုန်းနယ်ကုတ်ကြီးစခန်းတို့ကိုအော်တိုဘာလဇန်ပိုင်းတွင်အေအေကသိမ်းပိုက်ပြီးနောက်ဗရန်စစ်မျက်နှာတို့ရခိုင်ရုံးမှဗမာအဝင်လာမည်တိုက်စစ်အတွင်အထက်အချာနေကြီးဖြစ်သောနေရီကန်ကဘာလုံးစခန်းမှာဆက်သွယ်ရေးလမ်းကြောင်း line of communication ပိတ်ဆို့မှုခံလိုက်ရကြောင်း CDN ပူကြီးစင်ရောကသတင်းဌာနကပြောပါရယ်နေရီကန်စခန်းကတော့လက်ရှိဒီနေ့အထိစစ်အုပ်စုတက်ဆွဲထားတော့မယ်ရှိသေးတယ်ကြပါမယ့်အရာနှုံးတော်တော်များများကိုအာရကတက်တော်အေအေနဲ့တပ်ပေါင်းစုတွေကအပိုင်းဖက်ပိတ်ဆို့ပြီးထိန်းချုပ်လိုက်နိုင်တဲ့သဘောတော့ရှိတယ်။အထူးကကတော့ အုတ်ချုပ်ထောက်ပံ့မှုကခုံကြီးရောဖစီနာကဖိုက်တာကုန်းရောဒီလန်တွေကိုပိတ်ထားလိုက်ပြီးအဲဒီစကန်ကုန်းတွေကိုရလိုက်ပြီးဆိုတော့အကြံဖက်စစ်တဲ့အတွက်ဆက်သွေးရေလန်းချောင်းတွေကပြတ်တလောက်နှီးပါဖြစ်သွားပြီဟု၎င်းကဆိုပါတယ်လက်ရှိတွင်နေရီကန်ပြူဟာစကန်တစ်ခုလုံးကိုတိမ့်ပတ်ရရှိထားကြောင်းသတင်းများထွက်ပေါ်နေတော့လေအာရကတက်တော်အေအေဘတ်မှရှားလူနှီးပါဖြစ်နေပြီး ရန်နေနဲ့နောက်ပိုင်းအထိစစ်ကော်မရှင်တပ်ဘက်ကအင်အားဖြည့်တင်းကျင်းနဲ့လက်လွတ်လိုက်ရသည့်ခါကင်းစက္ကန်များပြန်လည်ရရှိရန်လေကြောင်းပစ်ကူများဖြင့်ပစ်ခတ်နေစေဖြစ်ကြောင်းဒေသရင်းစစ်ရေးတရင်ရင်မြစ်ကပြောပါရယ်။နေရီကန်ပြူဟာကုန်းကရှာလူကြီးပါတော့ဖြစ်နေပြီးတစ်ခုလုံးကြာတော့အတီးပြုတ်လို့မရနိုင်သေးဘူး။စစ်ကောင်စီတပ်ရဲ့ရိတ်ခါလန်းကြောင်းတွေကိုအေအေကပိတ်ဆို့ထားလို့လေကြောင်းတစ်ခုပဲပို့လို့ရတော့တယ်။ဒါပေမဲ့အထင်းမှပိတ်မိတဲ့စစ်သားတွေရိတ်ခါပြတ်နေပြီးကြာတယ်။အခုချိန်ထိပတ်စီရွာကစက္ကန်တွေဂုတ်ကြီးတို့ကိုအေအေကထိန်းချုပ်ထားနိုင်တာတော့ ဟုတ်တယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ်။ကာကွယ်ရေးပစ္စည်းလက်နက်ထုတ်လုပ်ရေးစက်ယုံကပါစဆက်လီအတွက်အရေးပါသည့်ရခိုင်ရုံးမပေါ်ရှိအကြီးဆုံးခန့်စစ်စခန်းဖြစ်သောနှည်ကန်ကမာလုံးစခန်းတစ်ခုလုံးမှာအာရကတတော်အေအေလက်ထဲသို့မကြမီချရောက်သွားနိုင်၍ပြီးခဲ့သည့်ရက်ပိုင်းကလည်းရှင်ပြူဟာကုန်းဤအဓိကကကင်းစခန်းဖြစ်သောဖိုက်တာကုန်းမှစစ်ကော်မရှင်တပ်သားများအစုလိုက်အပြုံလိုက်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၎င်းကဆိုပါရယ်။ စစ်ကော်မရှင်တပ်ဖက်ကလည်းအမ်ဗရန်လန်ပိုင်းတွင်အင်အားများဆက်တိုက်ဖြည့်တင်းနေပြီးငဖဲမျိုးနှင့်ပြင်းဝလမ်းဆောင်သူလည်းစစ်ရင်တန်းဆက်တက်စီဖြင့်ယနေ့အောက်တိုဘာလ12ရက်နေ့နောက်ပိုင်းကအင်အားလာရောက်ဖြည့်တင်းကြောင်းဘူကြီးစင်ရောဤအဆိုရသိရပါသည်စစ်တပ်ဖက်ကလည်းအင်အားတောက်လျှောက်ဖြည့်တင်းတာတွေ့ရတယ်ဒီနေ့မနက်တင်လည်းစစ်ရင်တန်းဆက်တက်စီရောက်နေတာတွေ့တယ်တေကြတာကတော့ကားနေတော့တက်လို့မရဘူးလမ်းလျှောက်တက်မလားဘလို့တက်မလဲဆိုတာကိုတော့တစ်ချက်ကြည့်ရမှာပေါ့ဒါမှမဟုတ်လေ ချလူစဲစဲမှုလို့ပြင်းဝထိတ်ကနေပိတ်တဲ့အနေအထားမျိုးလားပေါ်ခု၎င်းကသုံးသပ်ပါရည်။ထို့သောအဆိုပါစစ်ကူများကိုပို့ရန်လမ်းကြောင်းပိတ်ဆို့ထားခြင်းကြောင့်လက်ရည်ကန်ဒုက္ခလက်မှတ်သွားရန်ခက်ခဲသွားခြင်းကြောင့်ရေခောက်ကိုလေကြောင်းမှချပီးမှသာရမည်အနေအထားဖြစ်နေကြောင်းစစ်ရေးတရင်ရင်းမြစ်များကကောက်ချက်ချပါရည်။နေရီကန်စက္ကန့်တစ်ခုလုံးသာရှားလိုက်ပြီဆိုလျင်စေအုစုအနေဖြင့်ဗဒန်းမှအမ်းမြုပ်ဘက်သို့တိုက်စစ်မှဖြည့်ဖြည့်သွားသည်သာမက ကပ္ပစဆက်လက်ဤထုတ်လုပ်မှုလုပ်ငန်းမှာရာနှုန်းဖြစ်ရဆိုင်သွားမည်ဖြစ်၍အမှတ်905အမြောက်ဆက်ခံကုတ်ခဲမှုဌာနချုပ်မာစာခါနေကြံအမြောက်တက်နှစ်တက်မှလည်းအထိနာသွားနိုင်ကြောင်းစီဒီအန်ဘူကြီးစင်ရောကအသုံးသက်ပါရယ်။နရီကန်စီရေးအခြေအနေနဲ့ပတ်သက်၍သတင်းဌာနကအာရကတက်တော် AAE ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကိုဆက်သွယ်မြင့်မြတ်တော်လေးပြန်လည်ဖြေကြားခြင်းမရှိသေးပြီ။အာရကတက်တော် AA နှင့်ပူပေါင်းမဟာမိတ်တံများကဆေလတာနီဘာကြာမြင့်စွာတိုက်ခိုက်နေသောနေရီကန်စက္ကန်အနီရှိ MPT တာဝါတိုင်စက္ကန်ကုန်းအပြင် နိုင်ရီကန်စခန်းကိုကပ်ပေးထားသော ခုတ်ကြီးပတ်စီကြီးပါနီရှိကာကင်းစခန်းငယ်များကိုတိမ့်ပိုက်ထိန်ချုပ်ထားပြီးဖြစ်သည် AA အနေဖြင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှပခအပါဝင်မြို့၅မြို့ကိုတိမ့်ပိုက်ထိန်ချုပ်ထားပြီးဖိလေကန်ယူတန်းဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမှန်အောင်တို့ကိုဆက်လက်တိမ့်ပိုက်ရန်ကြိုးပမ်းနေသည်